ကဲထုံးစံတိုင်းပေါ့နော်ကျွန်တော်တို့ဒီနေ့ Vivo က V50 light တွေ unboxing လုပ်ဖို့ပို့ပေးလိုက်တယ်ဆိုတော့ထုံးစံတိုင်းနှလုံးပေါ့နော်ရောင်လေးတွေကတော့ဂိုးနဲ့ purple ဆိုပြီးတော့ရေးထားပေါ့နော်ဒါတော့ V50 light နှလုံးအဲ့ဒါအပြင်ကျွန်တော်တို့ဒီတစ်ခေါက်မှာကဟို cup gate တွေပို့ပေးလိုက်တယ်အဲ့ဒီ gate တွေထဲမှာကျွန်တော် challenge တွေပါရလို့ပြောတယ်ဗျာကျွန်တော်လည်းဘာမှန်းတော့မသိဘူးလောလောဆယ်ဘူးမှရေးထားတာကဒီမှာ agent team mic တက်လို့ရေးထားတယ်ပေါ့နော်ဘာထူးဆန်းလောက်ခိုင်းမှမသိဘူး ထားပါတော့နားလေโอเคဒါလေးရင်ဖွင့်ကြည့်လိုက်အော်ဒီမှာစာရည်ရေးထားတာပဲ5 mm ရယ် n နဲ့တင်ကြတာပြီးရင် e mi v50 light blue volt battery 6500 mAh cupcake ဒီအိုးခရင်လေးကအများကြီးပဲอ่ะဒါစားပြီးရင်တော့ weight မှာသိကြတယ်ဘက်တရီ6500တော့တော်တော်များပါပြီเนาะကျွန်တော် flagship phone တွေမှာတော့မှာ 6000ဝန်းကျင်ပဲပြန်ပြပါလေ။အိုးဂျစ်စောပတ်စက်လေးတွေပါတယ်။ wait 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 စိတ်ဝင်စားပါပြီ။ဟုတ်တယ်။ဒါကိုပြောချင်တာသူတို့ကပတ်စက်ဆိုတာဟုတ်ပြီ။ Okay အခုဂျစ်စောတွေဆက်ပြီးသွားတော့ကျွန်တော်တို့ရတဲ့ challenge ကဒီ50 light ရဲ့6500 blue boat battery ကိုသူ့ရဲ့ limit အစွန်းဆုံးတွေတုံးပြမှာဗျာအဲသူ့ရဲ့ challenge ကဒီကောင်းကိုကျွန်တော်တို့ကပဲ battery drain လုပ်နိုင်မလားဒါမှမဟုတ်24နာရီအတွင်း ကျွန်တော်တို့တုံးတဲ့အချိန်မှာဒီကောင်းရဲ့ဘက်ထရီကကျွန်တော်တို့ထင်ထားတာထက်ပိုပြီးတော့ခံမလားဆိုတော့တသက်ပြကိုင်းတာသူတို့ Vivo ကနေကျွန်တော်ကို challenge ပေးတဲ့အတိုင်းကျွန်တော်ကလည်းအခုကြည့်နေတဲ့ Mind the Pixel ကြီးကို challenge တစ်ခုပြန်ပေးမယ်ပေါ့နော်အခုကျွန်တော်တို့ဒီဖုန်းဘက်ထရီကို24နာရီကောင်းအောင်တုံးတဲ့အချိန်မှာဒီကောင်းရဲ့ battery percentage ဘလောက်ကျန်မလဲအဲအကျန်တဲ့ percentage ကိုကျွန်တော်တို့ comment မှန်အောင်ရေးနိုင်ရင်ကျွန်တော် first impression video မှာဖုန်းမေးတယောက်တပေါင်းတိမဲဖောက်ပေးမယ်ဗျာဆိုတော့အဲ့ challenge မှာလည်းပါဝင်ကြဖို့တိုင်တွန်းချင်ပါတယ်ဆိုတော့ဖုန်းတွေကို unboxing လုပ်လိုက်အောင်ကျွန်တော်နှလုံးလုံးတစ်ခါတည်းဖောက်မယ်ဗျာဗျာ န်လေးကတော့မိုက်တယ်ကဲစပြီးတော့ဖွင့်တယ်ဘာရောက်နေလဲပေါ့နော်ကကအဲ့ပပယ်ဆိုရယ်โอ้ my god ဘာကြကျွန်တော်တို့ဟိုဗာလဲစုတ်ချက်တင်တယ်လीနှမွေးဆွဲထားသလိုမျိုးသိလားအဲ့ဒီဇိုင်းမျိုးဗျာဒီဘက်ကဂိုးကာလာလေးကိုချက်ကြည့်အောင် ကျွန်တော်ဆောင်းတာဒီမှာဆွဲလိုက်တာတည့်ရသွားပြီဆိုတော့ဒီဘက်လည်းအိုးဟိုဒါကြတော့ကျွန်တော်ဂူးရောင်ဆိုရတဲ့ကျွန်တော်မိတ်ကက်ရောင်လို့နည်းနည်းပို့ပြီးတင်စားခြင်းတယ်နော်မိတ်ကက်ရောင်နဲ့ပို့တူပဲဗျချမ်းသူဘေးပေါင်တွေကတော့ပြောင်သားပေါ့နော်อืมနောက်ကဒီလိုမဖီနစ်အသာလိုက်ရမထင်ဘူးကျွန်တော် aura light လည်းပါတယ်ပေါ့နော်ဂူးထဲမှာဘာပါမလဲဆိုရင်တော့သုံးမှန်တိုင်းသူတို့ရဲ့ original ကပါအကြီးပေါ့နော်မကြားလားမသိဘူးသူအထဲမှာနည်းနည်းလေးအဲ့လို test ချလေးလည်းပါတယ်ပေါ့နော် ကာဗာလေးကတော့မိုက်တယ်ဘက်ထရီကလည်းအတုံးကြီးပဲဟိုချာဂျာတော့လည်းကြီးပဲโอเคပြန်တော့ထုံးမှန်းတာပဲเนาะကျွန်တော် type c ကပဲပါမယ်ဟုတ်ပြီစင်ပင်ထားပါပဲပြီးတော့ကျွန်တော်ဖုန်းဖွင့်လာတာဆက်ကြည့်လိုက်အောင်ဟွန်းဟုတ်ပြီဘေးပေါင်တွေလည်းတော်တော်လေးပါသွားပြီဗျာเนาะ ဖွင့်ပြီးတော့ Oh brightness ကတော့တော်တော်လင်းတယ်ဗျာအနည်းဆုံးမရှိဘူးဆိုရင်ဒါတထောင် nits ကတော့အနည်းဆုံးပဲပေါ့နော် fantas os 15 android 15နဲ့တခါလေးလာတယ်ပေါ့နော်ဒါတော့မိုက်တဲ့ချက်ပါသူက256 8256နဲ့တခါလေးလာတယ်ဆိုမဆိုမိုက်ပါရဲ့ဆိုဒီနေ့ကတော့ unboxing ဆိုတော့ကျွန်တော်တို့ဖုန်းပဲဖွင့်ကြည့်လိုက်တယ်ပေါ့နော်သူ့ရဲ့ design ကလာအနေထားတော့တွေ့တဲ့အတိုင်းဒီပန်းရောင်လေးဆိုတော့တော်တော်လာတယ်ဗျာဆိုတော့ကျွန်တော်တို့ first impression တစ်ချက်စောင့်ကြည့်ပေးပါဦး